အားလုံးမင်္ဂလာပါအောင်ဝင်း channel မှာကြိုဆိုပါရစေကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့စီဂျိုသမားတွေအတွက်နေ့တိုင်းမဖြစ်မနေစားတဲ့နဲ့စူပါအစားအစာများဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်စီဂျိုသမားဆိုတာတွေးရင်းတခြားတတ်များနေသူတွေဖြစ်ပါတယ်စီဂျိုယောဂါဟာနာတာရှည်ယောဂါတစ်ခုဖြစ်တယ်လို့နောက်ဆက်တွဲယောဂါတွေကကြောက်ရွံ့ကောင်းပါတယ်မိစိကွဲတာကြောက်ကပ်ပြစီပြီးအပတ်စဉ်ကြောက်ကပ်ဆေးရတာနှလုံးရုပ်ရဲ့ရက်သွားတာလေးဖြတ်တာတွေဟာအချိန်မြေဖြစ်လာနိုင်ပါတယ် စီဂျူယောဂါမှာ90ရာခိုင်နှုန်းကစီဂျူအမျိုးအစားနှစ်ဖြစ်ပြီးကြံတဲ့10ရာခိုင်နှုန်းကတော့စီဂျူအမျိုးအစားတစ်ဖြစ်ပါတယ်အခုပြောပြမယ့်အစားအစာတွေကစီဂျူအမျိုးအစားနှစ်ကိုအဓိကရည်ရွယ်ပြီးပြောပြမှာဖြစ်ပါတယ်စီဂျူသမားတွေအတွက်အကောင်းဆုံးအစားအစာဆိုတာအဟာရဓာတ်များစွာပါဝင်ယုံတာမက သွေးတွင်းတခြားဓာတ်ဂလူးကို့စ်ပမာဏကိုထိချုပ်ဖို့အထောက်အကူပြုနိုင်တဲ့အစားအစာတွေဖြစ်ပါတယ်စူပါစီဂျူအစားအစာဒီမှာအမြင့်ဓာတ်ပရိုတိန်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ကာဗိုဟိုက်ဒရိတ်အလယ်လတ်ပမာဏရှိတဲ့ပြုပြင်မထားတဲ့အစားအစာတွေကိုအခြေခံထားတင်ပါတယ်။လူတွေမှာစူပါမင်းတွေရှိတယ်လို့အစားအစာတွေမှာလည်းစူပါဖုတွေရှိပါတယ်။အာရပညာရှင်တူကစူပါဖုဆိုတာအာရဓာတ်ပေါင်းများစွာ ပါဝင်ပြီးအခြားအစားအစာတွေထက်ကျန်းမာရေးအကျိုးကျေးဇူးပိုမိုရရှိနိုင်တဲ့အစားအစာတွေကိုပေါ်ပြတဲ့စကားလုံးဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ စီဂျိုထိန်းချုပ်ဖို့အဓိကစူပါအစားအစာတွေဆိုတာဘာလဲစီဂျိုထိန်းချုပ်ဖို့အဓိက အစွမ်းထက်အစားအစာတွေကတော့နံပါတ်1ပဲနီလေးနဲ့ပဲအမျိုးမျိုး lentil and beans ပဲနီလေးနဲ့ပဲအမျိုးမျိုးဟာပရိုတင်းနဲ့အမြင်ဓာတ်မြင့်မားစွာပါဝင်တာကြောင့်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေဖြစ်ပါတယ်ပဲနီလေးနဲ့ပဲအမျိုးမျိုးဟာတန်ဓာတ်နဲ့ folic အများပြားပါဝင်ပါတယ်ပဲအမျိုးမျိုးဟာတဖြည်းဖြည်းချင်း အစာကြည်စီတာကြောင့်ခန္ဓာကိုယ်အတွင်းမှာ taurine glucose ကိုလုတ်တက်မတက်အောင်ထိန်းပေးနိုင်ပါတယ်။ပဲတွေမှာ magnesium နဲ့ potassium အများပြားပါဝင်တဲ့အတွက်စီးကျူအဝလွန်ခြင်းနှလုံးသွေးကြောဆိုင်ရာယောဂါတွေနဲ့ကင်ဆာယောဂါအချို့တို့ရဲ့အန္တရာယ်ကနေလျှော့ချပေးပါတယ်။ပဲအမျိုးမျိုးနဲ့ပဲနီလေးစားသုံးတာဟာ taurine တရားဓာတ်ကိုထိန်းချုပ်ပေးပါတယ်။သွေးပောင်ခြင်းကိုကျစေ။ cholesterol triglyceride တွေကိုကျစေတဲ့ကောင်းကျိုးတွေအများကြီးရှိတာကိုတွေ့ရပါတယ်။နံပါတ်1 ဆယ်မွန်ငါဆယ်မန်ဆယ်မွန်မက်ကရာတူနာစတိန်နဲ့ဟဲရင်ငါတွေလို့ပင်လယ်စာအများစုကစီးကျူသမားတွေအတွက်အလွန်ကောင်းမွန်ပါတယ်ဒီငါတွေမှာအိုမီဂါ3ဖက်တီအက်ဆစ်များစွာကျွယ်ဝပါတယ်အိုမီဂါ3ဖက်တီအက်ဆစ်ဟာ triglyceride လို့ခေါ်တဲ့မကောင်းတဲ့အဆီတွေကိုလျှော့ချပေးနိုင်ပါတယ်ဒါကြောင့်နှလုံးကျန်းမာရေးကိုမြင့်တင်ပေးပါတယ်စီးကျူဝေဒနာရှင်တွေဟာနှလုံးပြဿနာဖြစ်နိုင်ကြီးပိုများတာကြောင့် ီအချက်ကအရေးကြီးပါတယ်တပတ်မှ2ကြိမ်ငါးစားသုံးတာဟာစိကြောဝေဒနာရှင်တွေအတွက်ကြောက်ကပြဿနာတွေကိုကာကွယ်ပေးနိုင်ပါတယ်။ငါ့ကိုကြော်စားတာတဲ့မိခင်တာဒါမှမဟုတ်ဖုတ်စားတာကိုရွေးချယ်သင့်ပါတယ်။နံပါတ်3အခွန်မာသီးများနတ်ပဒံစိတီဟူစိဟေဆယ်စိပီကန်စိနဲ့တကြားသီးလိုမျိုးအခွန်မာသီးတွေမှာအမြင်ဓာတ်ပရိုတိန်းနဲ့ကြမ်းမာရေးနဲ့ညီညွတ်တဲ့အဆီများစွာပါဝင်ပါတယ်။ ခွန်မာသီးတွေမှာ HDL ကောင်းတဲ့ကိုလက်စထရောကိုအထောက်အကူပြုတဲ့မပြည့်ဝစီ unsaturated fat မြင့်မားစွာပါဝင်ပါတယ်။အခွန်မာသီးတွေမှာပါရှိတဲ့ poly unsaturated fat တွေဟာသွေးရင်းသကြားဓာတ်ကိုတည်ငြိမ်အောင်လှုပ်ဆောင်ပေးနိုင်ပါတယ်။တနည်းနှစ်ကြိမ်စားသုံးခြင်းဟာစီဂျိုမျိုးစားနှင့်ရှိသူတွေရဲ့သွေးရင်းသကြားဓာတ်ပမာဏကိုရော့ကျစေပြီးတည်ငြိမ်စေကြောင်းလေ့လာမှုတွေအရသိရပါတယ်။ပဲအမျိုးမျိုးဟာကျန်းမာရေးအတွက်ကောင်းမွန်ပေမဲ့ကယ်လိုရီများလွန်းတာကြောင့် တနေ့လင်တအောင်ဆတဆုပ်စာကကန့်တတ်စားသုံးရန်အဟာရပညာရှင်ကအကြံပြုထားပါတယ်။နံပါတ်၄ဘလူးဘယ်ရီဘယ်ရီသည့်အားလုံးမှာစန့်ကျင်ဓာတုပစ္စည်းအန်တီအောက်ဆီဒန်ဗီတာမင်တွေနဲ့အမြင့်တအများစွာပါဝင်ကြပါတယ်။ဒါပေမဲ့ဘလူးဘယ်ရီဟာစီးကြိုအမျိုးအစားနဲ့ဝေဒနာရှင်တွေအတွက်အထူးအကျိုးရှိပါတယ်။ဘယ်ရီသည့်တွေမှာပါဝင်တဲ့စန့်ကျင်ဓာတုပစ္စည်းတွေဟာခန္ဓာကိုယ်ကိုပျက်စီးခြင်းမှာကာကွယ်ပေးနိုင်ပါတယ်။ ဗယ်ရီသီးတွေဟာအယောင်ပူရင်လေးဆန့်ကျင်တတ်တို့ပစ္စည်းတွေပုံများလေဖြစ်ပါလေအမြင်တက်ကြွယ်ဝတဲ့ဗယ်ရီသီးတွေကိုတကြားထပ်ပေါင်းထည့်စရာမလိုပဲချိုတဲ့အရသာကိုဖြည့်ဆွက်ပေးတဲ့အတွက်တကြားဆောင်လောင်မှုကိုထိန်းချုပ်ပေးပါလေဘလူးဘယ်ရီကိုတပတ်လင်၃ချိန်စားသုံးဒူးတွေဟာစီးကျူအမျိုးအစားနဲ့ဖြစ်နိုင်ခြေကို26ရာခိုင်နှုန်းအထိရှော့ချပေးကြောင်းလေ့လာမှုတစ်ခုကဖော်ပြပါလေနံပါတ်5ပန်းကော်ပီစိမ့်ဘရိုကိုလီ ပန်းခေါ်ပြီးဇိမ်းလိုမျိုး cruciferous ဟင်းသီးဟင်းရွက်တွေကို စားသုံးတာဟာကင်ဆာဖြစ်နိုင်ရည်ကိုလျှော့ချပေးနိုင်ပါတယ်။ဆန့်ကျင်တတူပစ္စည်းများစွာပါဝင်ပြီးဗီတာမင် A နဲ့ဗီတာမင် C တို့ရဲ့အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပါတယ်။ချက်ပြုတ်ထားတဲ့ပန်းခေါ်ပြီးဇိမ်းတစ်ခွက်စာမှာနေ့စဉ်လိုအပ်တဲ့ဗီတာမင် C ရဲ့82ရာခိုင်နှုန်းနီးပါးကိုထောက်ပံ့ပေးပါတယ်။အမြင့်တက်ပါဝင်မှုမြင့်မားတာကြောင့်ဗိုက်ပြည့်စီပြီးကိုယ်လေးချိန်လျှော့ချရာနဲ့စီးချိုထိန်းချုပ်ရာစူးစမ်းနေသူတွေ တွက်ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။နံပါတ်6ကစွန်ဥ sweet potatoes စီဂျိုမျိုးစားနှစ်အတွဲအစားအစာများတဲ့မှာကစွန်ဥဟာအားရတတ်ပြည့်ဝတဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ကစွန်ဥဟာအမြင့်တမြင့်မားစွာပါဝင်ပြီးအခြားဗီတာမင်လည်းများစွာပါဝင်ပါတယ်။အမြင့်တပုံမှုရရှိဖို့အခွန်မခွာပဲစားသင့်ပါတယ်။ကစွန်ဥဟာအညွန်ကိန်းနှိပ်တဲ့အစားအစာ low glycemic index GI ဖြစ်ပါတယ်။ တာမန်အာလူတွေလိုတွေးရင်းကြားတတ်ကိုလင်းမြန်စွာမြင့်တက်စေခြင်းမရှိပါဘူး။ဟာယပညာရှင်ကတနတ်စာရဲ့လေးပုံတပုံအဖြစ်ကန့်သတ်စားသုံးရန်အကြံပြုထားပါတယ်။ဓမ္မခွနဲ့ဟိန္ဒူနွယ်နဲ့ကေယူရွတ် Spanish and K ဟိန္ဒူနွယ်နဲ့ကေယူရွတ်တို့လိုမျိုး စိမ့်တဲ့ဟိန္ဒီဟိရွတ်တွေကိုတနေ့လင်တစ်ခွက်စာခန့်စားသုံးတာဟာစီဂျိုမျိုးစားနဲ့ဖြစ်နိုင်ခြေဘူး။ 14ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်းသုတေသနတွေကတွေ့ရှိခဲ့ပါတယ်။စိမ့်နဲ့ဟင်းသီးဟင်းရွက်တွေမှာဗီတာမင် A နဲ့ဗီတာမင် C လိုမျိုးစန့်ကျင်ဓာတ်တုပစ္စည်းများစွာပါဝင်ပါတယ်။ကယ်လိုရီနဲ့ကာဘိုဟိုက်ဒရိတ်ပါဝင်မှုနည်းပါးပါတယ်။ဥပမာချက်ပြုတ်ထားတဲ့ကေးရွက်တစ်ခွက်စာမှာကယ်လိုရီ52နဲ့ကာဘိုဟိုက်ဒရိတ်6.3ဂရမ်သာပါဝင်ပါတယ်။ဒါဟာစိကြုံမျိုးစားနဲ့ဝေဒနာရှင်တွေအတွက်စံပြဖြစ်ပါတယ်။နံပါတ်၈အုတ်ကြုံ အုတ်မေးအစေဆံအုတ်ချုံ whole grain အုတ်စားသုံးတာဟာ A1C ပြည့်မှတ်ကိုထိမှန်စေဖို့နဲ့နှလုံးကျန်းမာရေးကိုမြင့်တင်ပေးရန်ကူညီပေးပါတယ်အုတ်ချုံကအမြင်ဓာတ်ရဲ့အရင်းမြစ်ကောင်းတစ်ခုဖြစ်ပါတယ်ချက်ပြုတ်ထားတဲ့အုတ်ချုံခွက်တဝက်မှာအမြင်ဓာတ် 4g ပါဝင်ပါတယ်စီးကြိုမျိုးစားနှင့်ရှိသူတွေမနှက်စားအတွက်အုတ်ချုံစားသုံးတာဟာစားပြီးနောက်သွေးရင်း glucose ပမာဏနဲ့ lipid profile တွေကိုပုံမကောင်းမွန်စေချောင်းစနစ်ကျပြန်လည်တုံ့တက်မှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။ကြံပြုတ်ချက်စားဓမ္မမုတ်တာရှိခံပစ္စည်းတွေမပါပဲတခြားမှာပါဝင်တဲ့ရှေးရိုးပုံစံ old fashion အုပ်ချုပ်တွေကိုရွေးချယ်သင့်ပါတယ်။အမကူခရမ်းကျင်သည် tomatoes ခရမ်းကျင်သည်တွေဟာစီချိုအစားအစာအတွက်အသင့်တော်ဆုံးဖြစ်ပါတယ်။အယောင်ရင်းတဲ့အစားအစာတွေဟာစန့်ကျင်တတုပစ္စည်းပုံမမြန်မာစွာပါဝင်တဲ့အတွက်ကြောင့် ခရမ်းကျင်သီးတွေကိုပုံမှန်စားသုံးသင့်ပါတယ်ဒီအစွမ်းထက်အစားစာဟာသွေးပောင်ချိန်နဲ့ LDL မကောင်းတဲ့ကိုလက်စထရောကိုရော့ကျစေပါတယ်ဒါကြောင့်နှလုံးရောဂါဖြစ်နိုင်ခြင်းကိုလျှော့ချပေးနိုင်ပါတယ်ခရမ်းကျင်သီးမှာပါဝင်တဲ့အထူးအဟာရဓာတ်ဖြစ်တဲ့ Lycopene ဟာနှလုံးရောဂါဖြစ်နိုင်ခြင်းကို26ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ကြောင်းဆယ်နှစ်ကြာလေ့လာမှုတစ်ခုကဖော်ပြထားပါတယ်အစိမ်းစားတာတစ်ချက်ပြုတ်ထားတဲ့ခရမ်းကျင်သီးက လိုက်ကိုပင်းကိုခန္ဓာကိုယ်ကပုံမဆုပ်ယူနိုင်ပါတယ်။နံပါတ်30 Greek Dengue Greek Yogurt Dengue မှာ Calcium Protein နဲ့ Magnesium များစွာပါဝင်ပါတယ်။ Greek Dengue ဟာအဖိုးတန်လာတဲ့ Probiotic များကိုလည်းထောက်ပံ့ပေးနိုင်ပါတယ်။ဒါကြောင့်ကိုယ်လေးချိန်တက်ခြင်းအဝလွန်ခြင်းနဲ့နှလုံးသွေးကြောဆိုင်ရာယောဂါများဖြစ်နိုင်ခြေကိုချော့ချပေးနိုင်ပါတယ်။ Greek Dengue မှာသာမန်ဒိန်ဂျင်တဲ့ ပရိုတင်းပုံမှုများပြားစွာပါဝင်တာကြောင့်ဗိုက်ပြေမှုကိုကြားရှိခံစေပါတယ်အကြံပြုချက်တကြားထပ်ပေါင်းထည့်ထားတဲ့ Greek Danger တွေကိုရှောင်ရှားပါတကြားမပါတဲ့အစီမပါတဲ့ပုံမှန် Danger တွေကိုရွေးချယ်သင့်ပါတယ်အမှတ်7 Property Avocados Property ဟာနှလုံးကျန်းမာရေးအတွက်ပုံမှုကောင်းမွန်တဲ့ Mono unsaturated fat ကြောင့်ကျန်းမာရေး အကျိုးကျေးဇူးများတွင်ထိပ်ဆုံးမှပါဝင်လာပါတယ်။ထောက်ပါတီမှာအမြင့်ဓာတ်ပိုတက်ဆီယမ်နဲ့လူတိန်များစွာပါဝင်ပါတယ်။ထောက်ပါတီဟာသွေးပောင်ခြင်းကိုပုံမှန်ဖြစ်စေတယ်၊ကိုလက်စထရောကိုချော့ချပေးတယ်၊ရောင်ရမ်းမှုကိုရော့ကျစေပါတယ်။အဲဒီအချက်တွေကိုသူတင်နာပြုချက်အရသိရပါတယ်။ထောက်ပါတီတစိမ့်စာအလေလက်အရွယ်ရဲ့၃ပုံတစ်ပုံဒါမှမဟုတ်50ဂရမ်မှာကျန်းမာရေးနဲ့ညီညွတ်တဲ့အစီ6ဂရမ်နဲ့ဗီတာမင်နဲ့သတ္တုဓာတ်မျိုးစုံပါဝင်ပါတယ်။ စာဆိုကြည့်ရှုအားပေးပြီးတော့ကျေးဇူးတင်ပါတယ်။နောက်နောက်ဘယ်လိုလုပ်ကြည့်ရှုနိုင်လို့ subscribe ကိုတိတိပေးထားပါလို့ပြပြရက်ခံပါရယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစေခြင်းပါရယ်။ဒူလာအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်ကြပါလို့ဆုတောင်းလိုက်ပါရယ်။အားလုံးကိုကျေးဇူးတင်ပါရယ်။ Happy great day